အားလုံးပဲမင်္ဂလာပါဆရာကတော့ Treasure Land Education က Admin Olive ပဲဖြစ်ပါတယ်เนาะဒီနေ့မှာတော့ရေခဲတုံးလေးနဲ့ဖျောင်းနိုင်လေးအကြောင်းကိုပြောပြပေးသွားမယ်ဟိုးရှေရှေတုန်းကမိဖို့ကြောင့်တကြောင်ရဲ့ video ထဲမှာရေခဲတုံးလေးနဲ့ဖျောင်းတိုင်လေးအတူနေကြတယ်သူတို့နှစ်ခုကမတူပေမဲ့ဘဝအကြောင်းအပြောင်းလဲအကြောင်းကိုမကြာခဏစကားစမိပြောလေးရှိကြတယ်ရေခဲတုံးလေးကဂုံယူစွာနဲ့ပြောလိုက်တယ်ငါကတော့အမြဲတမ်းပြောင်းလဲနေတာပဲ ပူတဲ့နေရာထည့်လိုက်ရင်ရေဖြစ်ပျော်သွားတယ်။ရေခဲတတဲ့ပြန်ထည့်လိုက်ရင်ခိုင်မာတဲ့ရေခဲပြန်ဖြစ်သွားတယ်။လွယ်လွယ်လေးပဲ။ဖျောင်းတိုင်လေးကပြုံးပြီးပြန်ပြောတယ်။မင်းကပုံစံပဲပြောင်းတာ။ငါကတော့တဘာဝအရှိအတိုင်းလုံးဝအသက်ဖြစ်သွားတာ။ရေခဲတုံးလေးကဘလို့အသက်ဖြစ်တာလဲလို့မေးလိုက်တယ်။ဖျောင်းတိုင်လေးကပြန်ဖြေတယ်။ငါမိစားလောင်ရင် အလဲအပူမိခိုးနဲ့အည်ပျော်ဖျောင်းနေဖြစ်သွားတယ်။မီးလျံကငါ့ကိုအသက်တစ်ခုဖြစ်ပြောင်းပေးလိုက်တာ။ ငါဒီတရားအနိုင်ပြန်မဖြစ်တော့ဘူးလို့ပြောလိုက်တယ်။ရေခဲတုံးလေးကခဏတွေးပြီးပြန်ပြောလိုက်တယ်။ဒါပေမဲ့မူရင်အတိုင်းပြန်ဖြစ်နိုင်တာပိုကောင်းတယ်လို့မင်းမထင်ဘူးလား။ငါကအခဲအကြီးအခဲအကြီးတိုက်တယ်လို့ဖြစ်လို့ရတယ်။မင်းကတော့လောင်ပြီးရင်ပြောက်ွယ်သွားမှာပေါ့လို့ဖျောင်းနိုင်လေးကအေးဆေးစွာနဲ့ပြန်ဖြေလိုက်တယ်။ဟုတ်တယ်။ငါမူလအတိုင်းပြန်မဖြစ်နိုင်ဘူး။ဒါပေမဲ့ငါပြောင်းလဲသွားတဲ့အခါတခြားလူတွေကိုအလင်းနဲ့အပူဓာတ်ပေးနိုင်တယ်။တကယ်အပြောင်းလဲဆိုတာ ကိုထက်ပိုများတဲ့တခုကိုဖြစ်စေတာလို့ပြောလိုက်တယ်။အဲ့ဒီအချိန်မှာပဲနေအောင်ချီတွေစတင်ကြရောက်လာတယ်။ရေကန်းတုံးလေးကအကြီးပျော်ပြီးရေဖြစ်သွားတယ်။ဖျောင်းတိုင်လေးကလည်းမီးစာတွေလောင်ပြီးတဖြည်းဖြည်းနဲ့အလင်းတွေဖြာထွက်လာတယ်။အဆုံးမှာသူတို့နှစ်ခုလုံးပြောင်းလဲသွားတယ်။နောက်ဆုံးမှာတော့သူတို့နှစ်ခုလုံးပြောင်းလဲသွားကြတယ်။ဒါပေမဲ့တစ်ခုကတော့အမှန်တကယ်အစ်တစ်ခုဖြစ်သွားတာဖြစ်တယ်။ဒါဆိုရင်အစ်တဖြစ်သွားတဲ့ပြောင်းလဲခြင်းဆိုတာဘာလဲ။အစ်တမဖြစ်တဲ့ပြောင်းလဲခြင်းဆိုတာဘာလဲ။ physical change ဆိုတာရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုကိုပြောတာဖြစ်တယ်။သူကပုံစံသို့မဟုတ်အခြေအနေပဲပြောင်းတာဖြစ်တယ်။ trap bound ကတစ်ခုတိုင်းပဲဖြစ်တယ်။ပြီးတော့ molecule တွေလည်းမပြည့်စုံဘူး။အသက်မဖြစ်ဘူး။ဥပမာပြောရရင် အကြီးကနေအခဲပြတ်သွားတာ။ဒါဟာဆိုလို့ရှိရင် physical change ဖြစ်တယ်။ဘာကြောင့်မို့လဲဆိုတော့ရေ molecule တွေကနှေးပြီးပုံတည်နေရာမှာချိတ်မိတာ။ဒါပေမဲ့ H2O ဖြစ်နေတော့မယ်။အကြီးပြောသွားတာလည်းအဲ့လိုပဲ။ရေ molecule တွေကအပူတွေဆုပ်ပြီးတော့လွတ်လွတ်လပ်လပ်ရွှေ့လာတာ။ ဒါပေမဲ့ဒါကလည်း physical chain ပဲအငွေ့ပြန်နာဆိုရင်လည်း physical chain လို့ပြောလို့ရတယ်။ဘာကြောင့်မို့လဲဆိုတော့ molecule တွေကမြ мян ပြေးပြီးရေထဲရောက်သွားတာမဟုတ်လို့ဖြစ်ပါတယ်။တစုံတစ်ခုကိုဖြတ်တာဒါမှမဟုတ်ကြိတ်တာတွေကိုလည်း physical chain လို့ပြောလို့ရတယ်။ဥပမာစက်ကူကိုညှက်တာတကြားကိုရေထဲဖြောတာဒါတွေဟာဆိုရင်လည်း physical chain ပါပဲ။ဘာကြောင့်မို့လဲဆိုတော့ပုံစံပဲပြောင်းသွားတာဖြစ်ပြီးတော့တကြား molecule ကတကြားဆက်ဖြစ်နေတာဒါမှမဟုတ်စက်ကူ molecule တွေကစက်ကူဆက်ဖြစ်နေလို့ဖြစ်ပါတယ်။ physical change ရဲ့အရေးကြီးအချက်ကတော့အသက်မဖြစ်ဘူးမူလအခြေအနေကိုပြန်ပြောင်းနိုင်တယ်အယောင်တော့မဟုတ်အခြေအနေတော့မဟုတ်ပုံစံပဲပြောင်းတာဖြစ်ပါတယ် chemical change ဆိုတာကတော့လုံးဝအသက်ဖြစ်သွားတာဖြစ်တယ် molecule တွေပြိုကွဲပြီးတော့ဓာတ်ပစ္စည်းအသက်တွေဖြစ်လာတာပဲဖြစ်ပါတယ်ဥပမာပြောမယ်ဆိုရင်စက္ကူဒါမှမဟုတ်တက်သားလောင်ကျွမ်းတာဟာဆိုရင်ကာဗွန်နဲ့အောက်ဆီဂျင်ဓာတ်ပြုပြီးတော့ကာဗွန်ဒါအောက်ဆိုက်နဲ့ပြဖြစ်သွားတယ်ပြန်မရဘူးတန်ကြီးတက်ချက်ဟာဆိုရင်လည်း တန်နဲ့အောက်ဆီဂျင်ရောသွားတာဖြစ်ပြီးတော့တန်ကြီးဖြစ်သွားတာဖြစ်တယ်မူလတန်ကိုပြန်မရဘူးကျုပ်ပြုတ်တာဓမ္မဟောလို့ရှိရင်ထမင်းဟင်းချက်တာဆိုရင်လည်းမော်လီကျူးတွေပြိုကွဲပြီးတော့အသစ်ဖြစ်သွားတာဖြစ်တယ်သူတို့ပြန်အေးသွားလို့ရှိရင်မူလဆန်တော့မဟုတ်ကျုပ်အစိမ်းကိုပြန်ပြီးတော့မရဘူးကျွန်တော်တို့အစာအိမ်ထဲမှာရှိတဲ့အစာတွေခြေဖြစ်တာဟာဆိုလို့ရှိရင်လည်းခမီကယ်ချင်းဖြစ်တယ်အန်ဇိုင်းတွေကအစာကိုဂလူးကို့စ်ဒါမှမဟုတ်ရင်အမိုင်နိုအက်ဆစ်ဖြစ်ပြောင်းလိုက်တာဖြစ်တယ်ခမီကယ်ချင်းရဲ့အရေးကြီး အချက်တွေကတော့အသက်ဖြစ်သွားတယ်ပြန်မရဘူးပြီးတော့ခမီကယ်ချင်းဖြစ်မယ်ဆိုရင် အပူအလင်းအယောင်အနက်အဆရာတွေအသက်တွေထွက်လာတတ်ပါတယ်အခုဆိုရင်တော့ခမီကယ်ချင်းနဲ့ဖီဇယ်ရဲ့ချင်းအကြောင်းကိုနားလည်ပြီလို့ထင်ပါတယ်နောက်ဗီဒီယိုတွေမှာဆက်ပြီးတော့တွေ့ကြတာပါเนาะ